Good morning everyone. Gain with အိမ်ကနေကြိုဆိုပါရစေ။ဒီနေ့မှဆိုလို့ရှိရင်လည်းနားထောင်ရင်စတဲ့အစီအစဉ်လေးကနေကြိုဆိုရဲပေါ့နော်။ Okay, so let's go. ဒီနေ့မှဘာဖတ်ကြမလဲဆိုအိမ်ဒီအကြောင်းဖတ်ကြမယ်ရှင်။အဲ့ဒါဆိုရင်ဒီရဲ့ quote လေးတစ်ခုနဲ့လူတစ်ယောက်ပြောတဲ့စကားလေးတစ်ခုနဲ့စလိုက်ကြမယ်။ Laura ကပြောတယ်ဘာပြောလဲဆိုတော့ Home is the nicest word there is. Home အိမ်ဆိုတာ is ဖြစ်ပါတယ်။ The nicest word အကောင်းဆုံးစကားလုံး there is ရှိသမျှ ဒီစကလုံးနေရှိတီရှိသည်မရဲမှာအကောင်းဆုံးစကလုံးဖြစ်ပါတယ်တဲ့အိမ်ဆိုတာကတဲ့ home is the nicest word there is okay ဒါအိမ်လေးတွေအကြောင်းကြည့်ကြမယ်ပေါ့နော်อืมခေါင်းစဉ်နေရာတဲ့ the high cost high မြင့်မာသော cost ကုန်ကြစရိတ် of ရဲ့ housing housing ဆိုတာက apartment နေရောတိုက်ခန်းနေရော လူနေအိမ်နေရော အဲအိမ်တေးတေးလေးတွေရောအားလုံးကိုရောထွေးပြီးတော့အိမ်ယာလို့ထည့်ပြောလိုက်တာပေါ့နော် the high cost of housing အိမ်ယာတွေရဲ့ကြီးမြင့်သောနှုန်းထားများကုန်ကြစရိတ်များပေါ့နော် the high cost of housing okay အိမ်ယာတွေရဲ့ကြီးမြင့်တဲ့နှုန်းထားတွေအကြောင်းဖတ်ကြမယ်အဲ့ဒါဆိုရင် instruction တွေကိုအမြဲတမ်းဖတ်မယ် read ဖတ်ပါ the following article အောက်ဖော်ပြပါစောင်းပါလေးကိုဖတ်ပါ pay special attention အထူးအာရုံပြုဂရုစိုက်ပါ to the words in bold အမဲလုတ်ထားတဲ့စကားလုံးလေးတွေကိုအထူးအာရုံပြုဂရုစိုက်ပါ Okay အဲ့ဒါဆိုရင်အာရုံပြုဂရုစိုက်ပြီးတော့ကြည့်ကြတာပေါ့ Some people လူတချို့သည် live နေထိုင်လေးရှိပါတယ် paycheck to paycheck paycheck တစ်ခုကနေနောက်ထပ် paycheck တစ်ခုစီကိုတချို့လူတွေကနေထိုင်နေတယ်အဲ့ဆိုဘာပြောတာလဲ paycheck ဆိုတာရတဲ့လစာပေါ့เนาะဒါမျိုးကိုပြောတာ အဲဆိုရင် paycheck တစ်ခုကနေတစ်ခုလူလူတချို့ကနေထိုင်နေဆို paycheck to paycheck မပြောတာလဲဆိုသူရှင်းနေမယ်။ they သူတို့ဒီ spend သုံးစွဲလေးရှိပါတယ်။ all their money သူတို့ရဲ့ပတ်စံဒီအားလုံး from one paycheck ဒီရလာတဲ့ paycheck တစ်ခုကရလာသမျှငွေအားလုံးကိုသူတို့ဒီသုံးစွဲလေးရှိတယ်။ and ပြီးတော့ need လိုအပ်တဲ့ to wait စောင့်ဖို့အတွက် for their next paycheck နောက်ထပ်ရလာမဲ့ paycheck ကိုထပ်ပြီးတော့စောင့်ရတယ်တဲ့စောင့်ဖို့လိုအပ်ပါတယ် to pay their bills သူတို့ရဲ့ bills တွေကို ရှင်းဖို့ bills ဆိုတော့ဘာတွေလဲဖြစ်မလဲအိမ်လားခတွေပြီးတော့ကြတော့ရေဖိုးမီဖိုးတွေကို subscribe လုပ်ထားတဲ့ဟာတွေ Netflix ဝယ်ထားရင် Netflix ကြီးတွေပေးရတယ်ဒါမျိုးလားစင်လားစင် ပေးနေရတာဒီ bills တွေပေါ့နော်အဲ့ဒါဆိုသူကဒီမှာဗာပြောသွားလဲဆိုတော့ လူတချို့ဟာ paycheck to paycheck နေထိုင်လေးရှိကြတယ်တဲ့အဲ့ဒါဘာကိုပြောတာလဲဆိုတော့သူတို့က paycheck တစ်ခုကနေရလာတဲ့ငွေတွေအလုံးကိုသုံးပြစ်ပြီးတော့ကြတော့သူတို့ရဲ့နောက်လာမဲ့ဒီပေးစရာရှိတာတွေကိုပေးဖို့ဆိုရင်လာမဲ့ paycheck ကိုထပ်ပြီးစောင့်ရတယ်ပေါ့နော်ငွေဘူးမရှိဘူးပေါ့ဒါမျိုးပေါ့ရရဆဆဆိုတဲ့သဘောမျိုးဖြစ်မှာပေါ့နော် okay who are these people who do are ကြကြတယ်လေ these people ဒီလူတွေဒီဒီလူတွေကဘသူတွေလဲဒီလို paycheck to paycheck နေနေရတဲ့သူတွေဒီဘသူတွေလဲ people with ဘလိုလူတွေလဲဆိုတော့ low incomes နေကြတဲ့ဝင်ငွေတွေရှိတဲ့လူတွေကိုပြောတာလားတဲ့သူမေးခွန်းလေးနဲ့ဝင်ငွေနည်းနည်းပဲရတဲ့လူတွေလားဒီလို paycheck to paycheck နေရတဲ့လူတွေက no မဟုတ်ဘူးသူ့ဘာသူမေးပြီးသူ့ဘာသူဖြေလိုက်တယ်เนาะမဟုတ်ဘူးတဲ့ they are often through the များသောအားဖြင့်ဖြစ်လေရှိကြပါ။ဩမကြာခဏဖြစ်လေရှိကြပါတယ်။ middle class americans middle class ဆိုတော့လူလက်တန်းစား americans လူလက်တန်းစား american တွေဖြစ်တတ်တယ်တဲ့เนาะဒီလူတွေကဘယ်လိုလူတွေလဲဆိုတော့သူကော်မလေးနဲ့ထက်ရှင်းထားတယ် people with good salaries လာစာကောင်းတဲ့လူတွေတဲ့เนาะ oh okay ဒါဆိုလို့ရှိရင်လူလက်တန်းစား american လာစာကောင်းကောင်းတဲ့လူတွေက paycheck to paycheck နေနေရတာဆိုတဲ့သဘောပေါ့อืม some of these people ဒီလူတွေတဲကတချို့သည် are ဖြစ်ကြသည် house rich house rich ဆိုတော့အိမ်အားဖြင့်ချမ်းသာတယ် but ဒါပေမဲ့ cash poor ငွေကြေးအားဖြင့်ဆင်းရဲတယ်တဲ့နော်အိမ်အားဖြင့်ချမ်းသာပြီးငွေကြေးအားဖြင့်ဆင်းရဲတယ်အဲ့ဒါဘာပြောချင်တာလဲ this means ဒါကဆိုလိုပါတယ်ဘာလို့ဆိုလိုလဲဆိုတော့ that they put all their savings သူတို့ရဲ့စုဆောင်းထားသမျှအလုံးကိုထားတယ် into a house or a condo အိမ်တလုံးဒါမှမဟုတ်ကွန်ဒိုတလုံးတည်းကိုသူတို့ရဲ့စုဆောင်ထားသမျှအားလုံးကိုထည့်လိုက်တယ်။ and ပြီးတော့ have nothing left ဘာမှမကြံခဲ့ဘူး for emergencies အရေးပေါ်ကိစ္စတွေအတွက်ကြတော့ဘာမှမရှိတော့ငွေရပါတော့။သူတို့ရဲ့စုဆောင်ထားသမျှအားလုံးကိုအိမ်နေကွန်ဒိုတလုံးလုံးထဲမှာထည့်ထားလိုက်တာမျိုး about 1/3 of american households about ဟန်လောက်ဝင်းကျင်1/3သုံးပုံပုံရင်တပုံ of american households အမေရိကန်မိသားစုတွေလူနေမှုအစုအစုတွေတဲကသုံးပုံတစ်ပုံလောက်တည်တဲ့ live နေထိုင်ကြပါတယ် this way ဒီနီးလန်းအတိုင်းဒီပုံစံအတိုင်းနေထိုင်ကြတယ်တဲ့ paycheck to paycheck နေကြတယ်ပြီးတော့ emergency state အတွက်ပတ်စံမကြံဘူးပေါ့နော်အိမ်အားဖြင့်ကွန်တိုအားဖြင့်တော့ချမ်းသာတယ်ဒါမျိုး financial planners ငွေကြေးအားဖြင့်စီစဉ်တဲ့လူတွေပေါ့နော်ဒါ financial planners ဆိုတော့ဒီသူတို့ရဲ့အလုပ်လုပ်တဲ့လူတွေ financial planners တွေကတဲ့ tell ပြောလို့ရှိတယ် home owners အိမ်ပိုင်ရှင်တွေကိုဗာပြောလဲဆိုတော့ to keep သိမ်းထားဖို့3 to 6 month of expenses for emergency 3 to 6 month of expenses ဆိုတော့ကုန်ကြစရိတ်3လဒါမှမဟုတ်ရင်6လစာအထည်ဘိုးလောက်ကို emergencies အရေးပေါ်အခြေအနေတွေအတွက်ငွေသိမ်းထားဖို့ပြောရဲပေါ့နော် but ဒါပေမဲ့ money အများက don't follow မလိုက်ကြဘူး this advice ဒီအကြံပေးချက်ကိုအများစုကဒီအကြံပေးချက်ကိုလိုက်မလုပ်ကြဘူးပေါ့နော်ငွေတရားဖြင့်စီစဉ်တဲ့အလုပ်ကိုလုပ်တဲ့လူတွေကဘာပြောလဲဆိုတော့အိမ်ပိုင်ရှင်တွေ3လကနေလိ6လစာလောက်တော့အရေးပေါ်အခြေအနေတွေအတွက်ငွေခြံထားပါဒါပေမဲ့အများစုကဒီဒီအကြံဉာဏ်ကိုမလိုက်နာပဲနဲ့အခါရတခါတုံးဖြစ်နေတာပေါ့နော်โอเคအဲ့ဒါဆိုကြည့်ကြည့်ရအောင်လူတချို့က paycheck to paycheck နေကြတယ် some people live paycheck to paycheck သူတို့ကဖေးချက်တစ်ခုကရတဲ့ငွေအလုံးကိုတန်းသုံးပြီးတော့သူတို့ရဲ့ bills တွေကုန်ကျစရိတ်တွေကိုပေးဖို့အတွက်နောက်ထပ်ဖေးချက်ကိုထပ်ဆောင်ဖို့လိုအပ်တယ်။ They spent all their money from one paycheck and need to wait for their next paycheck to pay their bills. ဒီလူတွေကဘသူတွေလဲ? Who are these people? ဝင်ငွေနည်းတဲ့လူတွေလား? People with low incomes? မဟုတ်ဘူး. No. သူတို့တွေကလူလက်တန်းစားအမေရိကန်တွေလစာကောင်းတဲ့လူတွေဖြစ်လေရှိတယ်။ They are often middle class Americans, people with good salaries. ဒီလူတွေကတချို့ကငွေကြေးအားဖြင့်ဆင်းရဲပြီးတော့အိမ်ချမ်းပြေအားဖြင့်ချမ်းသာတယ်။ Some of these people are house rich but cash poor. ဒါပါလို့ဆိုလို့လဲဆိုတော့ဒီလူတွေဒီသူတို့ရဲ့စုဆောင်းထားသမျှအားလုံးကိုအိမ်တစ်လုံးဒါမှမဟုတ်ကွန်ဒိုတစ်လုံးထဲမှာထည့်ထားပြီးတော့အရေးပေါ်အခြေအနေတွေအတွက်ငွေမရှိတာမျိုးဖြစ်ပါတယ်။ This means that they put all their savings into a house or condo. and have nothing left for emergencies. American လူနေစုတွေရဲ့သုံးပုံတစ်ပုံလောက်ကဒီလိုပုံစံအတိုင်းပဲနေတယ်. About 1/3 of American households live this way. ငွေကြေးအပြင်စီမံခန့်ခွဲတဲ့လူတွေကအိမ်ပိုင်ရှင်တွေကို3လကနေ6လစာငွေကုန်ကျစရိတ်တွေကိုအရေးပေါ်အခြေအနေတွေအတွက်တိမ်စီထားဖို့ပြောတယ်ဒါပေမဲ့လည်းအများကတော့ဒါကိုမလိုက်လို့ကြဘူး Financial planners tell homeowners to keep three to six months of expenses for emergencies, but many don't follow this advice. Some Americans, the American don't want Santa Machiba to own by sign for a house ain't alone. The two Americans ain't alone Some Americans don't want to own a house. they prefer သူတို့ကဘာကိုပိုကြိုက်လဲဆိုရင် to rent ငှားရမ်းဖို့အတွက် an apartment တိုက်ခန်းတစ်ခုကိုငှားရတာပိုကြိုက်တယ် because ဘာကြောင့်လဲဆိုတော့ they don't want သူတို့ကမလိုချင်ဘူး debt အကျွေးသူတို့ကအကျွေးနဲ့ဝယ်လို့ရတာဖြစ်တဲ့အတွက်အကျွေးမလိုချင်တော့မဝယ်ဘဲနဲ့ apartment တိုက်ခန်းကိုပဲငှားရတာပိုကြိုက်တယ်တဲ့ they prefer to rent an apartment because they don't want debt This is especially true ဒါကအထူးသဖြင့်မှန်တယ် of millennials millennials တွေအတွက်တကယ်အထူးသဖြင့်မှန်တယ်တဲ့နော် millennial ဆိုတာဘယ်သူတွေလဲသူကကော်မာလေးနဲ့ထည့်ရှင်းထားတယ် people born မွေးခံရတဲ့လူတွေ between 1980 and 2000ထောင်ကွာ80နဲ့2000ကြားမှာမွေးတဲ့လူတွေကို millennials လို့ခေါ်တာပေါ့နော်ဒီထောင်ကွာ80နဲ့2000ကြားမှာမွေးတဲ့ millennials တွေအတွက်တော့ဒါပို့ပြီးတော့မှန်တယ်ပေါ့အထူးမှန်ပါတယ်ပေါ့ but ဒါပေမဲ့ renting ငှားရမ်းခြင်းသည် is often မကြာခဏဖြစ်လေရှိတယ် very expensive အင်မတန်မှဈေးကြီးလေရှိပါတယ် some cities တချို့မြို့တွေမှာ have ရှိတယ် very high rent အလွန်မြင့်တဲ့ငှားရမ်းနှုန်းထားတွေရှိတယ်ပေါ့နော်အရန်ငှားခါတွေဈေးကြီးတယ်ပေါ့တချို့မြို့တွေက New York City, Boston and San Francisco have some of the highest rent in the United States နယူးယောက်တို့ဘော့စတန်တို့ဆန်ဖရန်စစ္စကိုတို့ဒီ US ကဒီမြို့သုံးမြို့မှာဆိုလို့ရှိရင်လုံးဝ United States တနိုင်ငံလုံးမှာအမြင့်မားဆုံးငားယံကတွေဖြစ်နေတယ်အရန်ငားယံကဈေးကြီးနေတယ်ပေါ့နော်အဲ့ဆိုကြည့်လိုက်ရအောင်တချို့ American တွေကအိမ်မပိုင်ခြင်းဘူး Some Americans don't want to own a house တို့ကအကျွေးမရှိခြင်းတဲ့အတွက် apartment တိုက်ခံပဲငားယံရတာပိုကြိုက်တယ် They prefer to rent an apartment because they don't want debt ဒါကအထူးသဖြင့်ဘသူတွေမှလာမှန်လဲဆိုတော့1980နဲ့2000ကြားမှာမွေးတဲ့ millennials တွေအတွက်ပို့ပြီးတော့မှန်တယ် This is especially true of millennials people born between 1980 and 2000ဒါပေမဲ့ငှားရမ်းခြင်းကမကြာခဏဈေးအများကြီးဖြစ်လေရှိပါတယ် when renting is very expensive The တချို့မြို့တွေဆိုလို့ရှိရင်အရန်မြင့်တဲ့ငှားခနှုံးသားတွေရှိတယ် some cities have very high rent New York တို့ Boston တို့ San Francisco တို့ဆိုရင် United States တခွင်မှာအမြင့်မားဆုံးငှားရမ်းကားတွေဖြစ်နေတယ်။ New York City, Boston and San Francisco have some of the highest rent in the United States. Okay, ဆက်သွားကြည့်ရအောင်။ Some single young adults, some အချို့ single single ဆိုတော့တဦးတယောက်တည်းဖြစ်နေတာပေါ့နော်အိမ်ထောင်မရှိသေးဘူးကလေးတွေမရှိသေးဘူး single ဖြစ်တယ်တဲ့ young adult young adult ဆိုတော့ဒါပါလဲဆိုရင် 20ကြောစားဒါမှမဟုတ်လို့ရှင်လဲပေါ့เนาะဒီ19 18ဒီလိုအရွယ်လေးတွေပေါ့เนาะတချို့ single young adults လေးတွေကတဲ့ prefer ပို့ပြီးတော့ကြိုက်တယ်ဘာလို့ပို့ကြိုက်လဲဆိုတော့ not to own မပိုင်လဲမပိုင်ခြင်းမူ and not to rent ငားလဲမငားခြင်းမူအိမ်လဲမပိုင်ခြင်းအိမ်လဲမငားခြင်းမူတဲ့เนาะ some single young adults prefer not to own and not to rent ်ဒေသူတို့ဒီ live နေထိုင်လေးရှိပါတယ် with their parents သူတို့မိဘတွေနဲ့အတူသူတို့ကနေထိုင်နေတယ်ဩ okay ငားလည်းမငားဘူးအိမ်လည်းမဝယ်ဘူး15% of young american adults ငယ်ရွယ်တဲ့ american နိုင်ငံသား15ရာခိုင်နှုန်းလောက်က between the ages of 25 and 35အသက်ဘယ်လောက်ကြားလဲဆို25နဲ့35ကြားလောက်က american နိုင်ငံသားတွေအားတဲ့ live with their parents သူတို့မိဘတွေနဲ့နေလေးရှိကြတယ်။ more men ယောက်ျားတွေကပိုပြီးတော့ than women အမျိုးသမီးတွေထက် choose to live with their parents သူတို့မိဘတွေနဲ့အတူနေထိုင်ဖို့ရွေးချယ်ကြတယ် choose ရွေးချယ်တယ်ပေါ့နော်။ more men than women choose to live with their parents of course ဟုတ်တာပေါ့။ one mom and dad အမေနဲ့အဖေက pay all the bills ပေးစရာရှိတဲ့ bills တွေအားလုံးကိုပေးတဲ့အခါမှာ and ပြီးတော့ don't charge them rent ဒီလူတွေကို charge မလုပ်ဘူးပေါ့နော် charge လုပ်တယ်ဆိုတာငွေကြေးတောင်းတာကို ပြောတာအဲအင်္ဂါကကိုယ့်ကလေးကိုပြန်မတောင်းဘူးဆိုတော့ it's a very good way တော်တော်ကောင်းတဲ့နည်းလမ်းဖြစ်ပါတယ် to save money ငွေစုဆောင်ဖို့ငွေတက်တာအောင်လုပ်ဖို့ on living expenses နေထိုင်ကုန်ကျစရိတ်အတွက်သက်သာစေတာပေါ့ပေါ့အဖေနဲ့အမေကပေးနေထားတယ် bills တွေလည်းပေးစရာမလိုဘူးဆိုတော့ပေါ့อืมတချို့ young adults တချို့ပေါ့နော် young adults ဆိုရင်18 19 20 21ဒါမျိုးလေးတွေပေါ့ဒီလိုမျိုး young adults တဦးတယောက်တည်း young adults လေးတွေကပိုင်လဲမပိုင်ခြင်းဘူးငှားလဲမငှားခြင်းဘူး some single young adults prefer not to own and not to rent သူတို့ကသူတို့မိဘတွေနဲ့နေလေးရှိတယ် they live with their parents d တဲ့25နဲ့35ကြာ American 25ရာခိုင်နှုန်းလောက်တည်သူတို့မိဘတွေနဲ့နေပါတယ်15% of young American adults between the ages of 25 and 35 live with their parents ယောက်ျားတွေကပို့ပြီးတော့မိမတွေထက်အမိဘတွေနဲ့နေဖို့ပို့ပြီးတော့ရွေးချယ်ကြတယ် More men than women choose to live with their parents ဟုတ်တာပေါ့အမေနဲ့အဖေက bills တွေအကုန်လုံးလည်းပေးပေးတယ်ပြီးတော့အိမ်ငားကလည်းမတောင်းဘူးဆိုတော့ဒါနေထိုင်ကုန်ကျစရိတ်အတွက်ငွေသက်သာစေတာပဲ of course when mom and dad pay all the bills and don't charge them rent it's a very good way to save money on living expenses okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာကြည့်မယ်ပေါ့နော်ကိုရီးယားအနည်းနဲ့အများကြီးကြမှာ singular နဲ့ plural နောင်လေးတွေဒီတစ်ခုတည်းဆိုရင် singular လို့ခေါ်တယ်တစ်ခုထပ်ပေါ်ရင် plural လို့ခေါ်တယ် people လူများ လူများဆိုလို့ရှိရင်ဒါသည် singular ဖြစ်ပါတယ် paycheck paycheck တစ်ခုဒါဆိုရင် stes တွေမပေါ့တစ်ခုတည်းကိုပြောတာ bills bill များအများ plural ဖြစ်တယ် incomes ဝင်ငွေများဒါသည် plural ဖြစ်တယ် americans american နိုင်ငံသားများဒါသည် plural ဖြစ်တယ် salaries လစာများ plural savings သိမ်းဆည်းထားမှုများငွေစုထားတာများ house condo အိမ်ကွန်ဒို SDESD မပါဘူးတခုတည်းကိုပြောနေတာဖြစ်တယ်ပေါ့နော်။ Okay အဲ့ဒါဆိုရင်ဒီမှာကြည့်ကြည့်လိုက်ရအောင်ပေါ့နော်။ Singular နဲ့ Plural Nouns တွေပေါ့နော်။သူက သူ့မိသူ့အမေနဲ့နေတယ်။အမေတယောက်တည်း SDESD မပါဘူး။ He lives with his mother. သူကသူ့မိဘများနဲ့နေတယ်။ He lives with his parents. တချို့ယောက်ျားတွေမိန်းမတွေကသူတို့မိဘတွေနဲ့နေလေးရှိတယ်။ Some young men and women live with their parents. တချို့ကလေးတွေကသူတို့အဖိုးအဖွားတွေနဲ့နေလေးရှိတယ်။ Some children live with their grandparents. ဒီမှာပေါ့နော်အများလို့တဲ့ခါမှာပုံမှန်နောင်လေးတွေကို S ထည့်တယ်။တချို့ကောင်တွေကဖြစ်ချင်နိုင်ဖြစ်နေတယ်။ MAN man ကနေပြီး MAN man ဖြစ်သွားတယ် SES သွားမထည့်ရအောင် child ကနေ children ဖြစ်သွားတယ်ဒါတွေဒီ formal မဟုတ်တဲ့ irregular မဟုတ်တဲ့ကောင်နေပေါ့ဖြစ်ချင်တိုင်းဖြစ်သွားတယ် noun နေဖြစ်ပါတယ် singular ဆိုတာတစ်ခုရယ် plural ဆိုတာတစ်ခုထက်ပိုတဲ့ဟာတွေကိုပြောတာဖြစ်ပါတယ် thank you very much please subscribe to my channel